မန်စီးနဲ့စာချုပ်တံတန်းကုန်ဆုံးတဲ့အချိန်မှာပဲနေပြဘွားကနေအနားယူလာဖို့ရှိနေတဲ့နေပြဂွာရီယိုလာနေပြဝိုင်လာကမန်စီးရဲ့အသင်းနဲ့စာချုပ်တံတန်းကုန်ဆုံးတဲ့အချိန်မှာပဲနေပြဘွားကနေအနားယူလာနိုင်ကြောင်းဖွင့်ရပြောဆိုလာပါတယ်အသက်54နှစ်အရွယ်နေပြဂွာရီယိုက2016ခုနှစ်ကလေးကမန်စီးအသင်းကိုကံတွယ်ခဲ့သူဖြစ်ပြီးနိုဝင်ဘာလကအိန္ဒိယမှာ2029ခုနှစ်အထိရှိနေမယ့်စာချုပ်တစ်ကိုတက်တန်းတို့ချုပ်ဆိုထားတာလည်းဖြစ်ပါတယ် ဝါလီလာဟာမန်စီးရီးယားနဲ့စာချုပ်တရံချုပ်ဆိုမှုနဲ့အတူဇနီးတန်နဲ့လမ်းခွဲရမယ့်အခြေအနေဆက်ရောက်နေပြီးအခုကမှတော့အင်တော်ရေးပြန်လဲသိမ်းမြတ်နေပြီလည်းပဲဖြစ်ပါလိမ့်ဝါလီလာဟာအင်တော်ရေးမပြိုကွဲရေးအတွက်ပတ်စဉ်ဘာစီလိုနာကိုတွားရောက်ပြီးတော့မန်စီးရီးယားကိုချိန်ပေးရမှာလည်းပဲဖြစ်ပါလိမ့်နေပြတဲ့ပိုင်းမှာအကောင်းဆုံးနေရောက်ရီထဲကတယောက်ဖြစ်အသက်မထင်းခံထားရတဲ့နေပြခွဲလာကတော့ကျွန်တော်ကိုအမှတ်ရစေချင်ပါလိမ့်မန်စီးရီးယားနဲ့စာချုပ်တရံကုန်ဆုံးရင်တော့ရက်တန့်သွားမယ် သိကြပါရယ်အနာယူလာမလားဆိုတော့မသိရှိရသေးပါဘူးဒါပေမဲ့ကျွန်တော်ခေတ္တခဏတော့နားပါအောင်ပဲကျွန်တော်ကိုဘလို့အမှတ်ရဈေးခြင်းလဲဆိုတော့ကျွန်တော်မသိပါဘူးနေရတိုင်းအောင်မြင်ခြင်းပါလေအမှတ်တရအလုံးလုံးခြင်းပါလေဒါပေမဲ့ဘာစီလိုတော့ဘိုင်ယန်မြို့နဲ့မန်စီးတီးပရိသတ်တွေကျွန်တော်အသင်းကိုဇာဟန်ကိုကြည့်ပြီးတော့ပျော်ရွှင်လိမ့်မယ်လို့ယုံကြည်မိပါလေရာသမန်တွေးတောနေမယ်လို့တော့မထင်ပါဘူးကျွန်တော်အသိရင်ကျွန်တော်ရဲ့မိသားစုဝင်တွေနှစ်ရက်သုံးရက်ငိုမယ်ဒါပါပဲပြီးရင်တော့မေ့သွားကြပါပဲလေနေပြည်တော်ဆိုရတဲ့ကောင်းတာလေကြုံရမယ် အရေးကြီးဆုံးကတော့ Galaxy အမှတ်ရနေဖို့ပါပဲအရေးကြီးဆုံးညာကလူတွေကိုကိုတွေးသလိုဖြစ်မနေတာပဲဘာပဲဖြစ်ဖြစ်ဘောလုံးသမားဘွားကအရန်ကိုကောင်းပါလေနေပြတဲ့ရောက်အတွဲစင်ခေါ်မှုအသစ်တွေကလည်းအမြဲတမ်းရှိပါလေအနာဂတ်မှာဘာတွေဖြစ်လာမလဲကျွန်တော်တော့မသိပါဘူးအဆုံးသတ်မှာဘာမှလည်းအရေးကြီးတယ်ဆိုတော့ကိုမရှိပါဘူးလို့ဖွင့်ရပြောဆိုသွားတာလည်းပဲဖြစ်ပါလေဝါလာပရီးမီယာလိဂ်ဖလား6ချိန်လာလီဂါဖလား3ချိန်ဘွန်ဒက်စတီဂါဖလား3ချိန်ပြည်တွင်းရှုံးထွက်ဖလား10ချိန်ချန်ပီယံဖလား3ချိန်စကူရရှိထားတာလည်းပဲဖြစ်ပါလေ ူဟာဖီဘာဒေတာအကောင်းဆုံးနေပြာစုကိုလည်း၃ချိန်တန်တိုင်းစကူရောက်ရှိထားသူလည်းပဲဖြစ်ပါလေ။လူဘဝသင်းရဲ့စာချုပ်တွေချုပ်ဆိုရေးဆွေးနွေးလာတော့မယ်လူဝစ်ဒီရဲ့လူဝစ်ဒီရဲ့ဟာမိုဆာလာဘာဂျဲဘန်နက်တို့လိုပဲလူဘဝသင်းရဲ့စာချုပ်တွေချုပ်ဆိုရေးဆွေးနွေးလာတော့မှာလည်းပဲဖြစ်ပါလေ။စကိုင်းစပေါ်ကတော့လူဘဝသင်းရဲ့ကိုလံဘီယာတိုက်စစ်ဇာမောက်ကိုအသင်းမှာဂလောက်ရှိကြထိန်းသားနိုင်ရေးစာချုပ်တွေချုပ်ဆိုရေးဆွေးနွေးလာတော့မှာဖြစ်ကြောင်းဖော်ပြသွားပါလေ။ ။မန်နဆက်ချင်းရဲ့လူဝစ်ဒီဟာ2022ခုနှစ်မှာပေါ်တူဂါနေပြောင်းလာပြီးတဲ့နောက်တဘောသင်းမှာလေးယောက်စားမအပြေကစားလာသူဖြစ်ပြီးစာချုပ်တက်တန်းမှာနှစ်နှစ်ထဲသာကြံ့ရှိတော်လာလည်းပဲဖြစ်ပါလိမ့်။လဘောသင်းက DS ကိုဘာစီလိုနာအသင်းကပြင်ပထားနေမှုနဲ့အတူတနစ်စာချုပ်တက်တန်းကြံတဲ့အနေအထားကိုရောက်လာမယ်ဆိုရင်စာချုပ်တွေထုတ်ဆိုရေးခက်ခဲလာနိုင်မှုနဲ့အတူအခုလိုပဲစာချုပ်တက်တန်းနှစ်နှစ်ကြံရှိတဲ့အနေအထားမှာစတင်ပြီးတော့စာချုပ်တွေထုတ်ဆိုရေးစီစဉ်လာလာလေးပဲဖြစ်ပါလိမ့် တပည့်မှလည်း sorry glad တွေကလည်း DS ကိုမတ်လောက်စရာလောကလောက်စားနဲ့ခုံယူပြစ်မှတ်ထားနေကြသေးတာလည်းပဲဖြစ်ပါလိမ့်။ဒါကြောင့်လဘောသိအောင်2025နောက်26ဘလုံးရာသီမစတင်ပြီး DS ကိုစာချုပ်တွေချုပ်ဆိုရေးပြစ်မှတ်ထားလှုပ်ဆောင်နေတာလည်းပဲဖြစ်ပါလိမ့်။လဘောတင်အောင်မိုးဆာလာနဲ့ဘာကျဲဗာနန်တို့ကိုနှစ်နှစ်စာချုပ်တွေချုပ်ဆိုထားပေမဲ့ရာဒီကောမှာစာချုပ်တရံကုံဆုံးမဲ့အတွက်အလန်ဇနာအာနိုကတော့ရီယမထွေအသင်းကိုလက်လို့ရဖို့ရှိနေတာလည်းပဲဖြစ်ပါလိမ့် ဂျမန်စုရောက်ယူနိုင်ခဲ့တာကထိတ်တန့်စားမတွေကိုဆွဲဆောင်နိုင်တယ်လို့နေပြအောင်နေစတော့ဖွင့်အောင်ပြောဆို။လဘောသိန်းအနေနဲ့ပရီးမီးယားလိချန်ပီယံစုလာရောက်ယူနိုင်ခဲ့တာဟာထိတ်တန့်စားမတွေကိုဆွဲဆောင်နိုင်လိမ့်မယ်လို့နေပြအောင်နေစတော့ကဖွင့်အောင်ပြောဆိုလိုက်ပါလိမ့်။လဘောသိန်းအောင်ကိုနဲ့ပရီးမီးယားလိချန်ပီယံစုကိုလက်ကျန်ပွဲ၄ပွဲအလိုမှာရောက်ယူနိုင်ခဲ့ပြီး၂၀၂၀ပြည့်နှစ်နောက်ပိုင်းပထမဆုံးအကြိမ်မှတ်ပြီးချန်ပီယံဖြစ်လာခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ။ဂျမန်သူရောက်ရှိတော့စိတ်တလုံးစုံမှုရောက်ရှိသေးသလိုဒီလိုချန်ပီယံတွေ့ကြုံနေအောင်နှက်သက်စရာကောင်းတာကြောင့်နောက်ထပ်ရယူသွားဖို့လည်းစံနာရှိကြောင်းနေပြည်တော်နီစတော်ကဖွင့်အားပြောဆိုပါလိမ့်။ဒါပြင်ဆူမလာရယူနိုင်ခဲ့တာဟာကစားမကောင်းတွေကိုခေါ်ယူဖို့အတွက်လဲအကူအညီရရှိစေမှာဖြစ်ပြီးထိုင်တန်သင်းကောင်းတွေအများကြီးထဲကနေလဘောသင်းကရွေးချယ်စရာတစ်ခုဖြစ်လာနိုင်မယ်လို့လေးပြောင်အောင်နီစတော်ကတုံ့တက်ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ကျေးဇူးတင်ပါတယ်။ပရိသတ်များလို့ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။ ဆေမီဖိုင်နယ်ဒုတိယကြောက်ပွဲစဉ်မတိုင်မီလီဗနော့စကီရဲ့တိုင်းရောက်အခြေအနေပေါ်ဖွင့်ရပြောဆိုလာတဲ့နေပြကြီးဟန်စီဘလက်မာဒရနာလီရဲ့နေပြဟန်စီဘလက်ကအင်တာမီလာတင်းတဲ့ချန်ပီယံဆေမီဖိုင်နယ်ဒုတိယကြောက်ပွဲစဉ်မတိုင်ခင်တိုက်စစ်ဇာမန်ရောဘတ်လီဗနော့စကီရဲ့တကောက်ကျော်တိုင်းရောက်အခြေအနေတိုးတက်မှုအပေါ်အတည်ပြုပြောဆိုလိုက်ပါတယ်ရောဘတ်လီဗနော့စကီဟာဆလဘီကိုအသင်းကို၄ကို၃ခုနဲ့နိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာတကောက်ကျော်တိုင်းရောက်ရရှိခဲ့တာလည်းပဲဖြစ်ပါတယ်ကုကာမရောဟန်စီဘလက်ကပိုလန်အသင်းကောင်းဆောင်တိုက်စစ်မှုဟာလာဘတ်ဘတ် ။အင်္ဂါနေ့မှာအင်တာမီလန်အသင်းနဲ့ရင်ဆိုင်စားရမယ့် Champions League Final ဒုတိယကြိုပွဲစဉ်မှာပါဝင်လာမယ့်အခြေအနေမှာရှိနေတာလည်းပဲဖြစ်ပါလိမ့်။ Lewandowski ရောကူရာသီမှာ Barcelona အသင်းနဲ့48ပွဲကစားပြီးအတွင်းကို40သွင်းယူထားပြီးတော့ Champions League အတွင်းကိုဘယင်အဖြစ်ရပ်တည်နေတာလည်းပဲဖြစ်ပါလိမ့်။နေပြဟန်စီဖလက်ကအင်တာမီလန်အသင်းနဲ့ပွဲစဉ်မှာ Robert ပါဝင်လာနိုင်ပါလိမ့်။သူအခြေအနေကောင်းနေပါလိမ့်။အရင်လန်တိုးတက်နေပါလိမ့်။ကျွန်တော်တို့ထိမှန်ထားတာတွေကိုသူကပို့ပြီးတော့အခြေအနေကောင်းနေပါလေ။ဒါပေမဲ့စောင့်တော့စောင့်ကြည့်အောင်ပဲထင်နေ သူကလည်းသူ့ရဲ့ professional ကိုသူသိပါလိမ့်။အိမ်ကနေမှသူပါဝင်လာမှာပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။မော်ဒရနာလီယာရင်းညမှာဘဲလာဒိုလီအသင်းနဲ့လော်လီကာပွဲစဉ်ရန်ဆိုင်စားရမှာလည်းပဲဖြစ်ပါလိမ့်။သူတို့ကလာလီကာမှာဒုတိယနေရာကရီယယ်မက်ထရစ်အသင်းကို၄မှတ်ဖြတ်ပြီးဦးဆောင်ထားပါလိမ့်။ယူဘလီဝလူဘဲကိုတက်ရောက်နိုင်ပြီးတော့မစိုးနိုင်သေးဘူးဆိုတော့နေပြောင်းအာမော်နေနေပြောင်းမော်နေကယူဘလီဆီမီဖိုင်နယ်ပထမကြော့ဘဲစင်မှာအဝေးခွင့်မှာဂိုးပြန့်နိုင်ွယ်ရောက်ရှိထားတော့လဲပဲ ဘောလုံးဘဲကိုတက်ရောက်ပြီးလို့မဆိုနိုင်သေးကြောင်းကစားမတွေကိုသတိပေးစကားပြောဆိုလိုက်ပါလိမ့်မိုင်ရန်နဲ့တဲ့ယမနီကဗီဘာကို၃ဂိုးဂိုးမရှိနဲ့ဂိုးပြအနားရောက်ရှိကြတာလည်းပဲဖြစ်ပါလိမ့်ဒရီယာကျော်ဘဲစင်ကတော့မေလာရှိနေမှာအော်ထော့ဖို့ကွဲမှာပြန်လည်စားရမှာဖြစ်ပြီးရော်ဒန်အနေနဲ့နောက်20နောက်21ရာသီနှောင်းပိုင်း၄နှစ်အကြာမှာဘောလုံးဘဲကိုတကြော့ပြန်ရောက်ရှိနိုင်ဖို့အချိန်တွေကောင်းပန်ဆိုင်ထားတာလည်းပဲဖြစ်ပါလိမ့်ဒါပေမဲ့လည်းနေပြအမော်ရင်ကကျတို့ဂိုးတွေထပ်သွင်းဖို့အခွင့်အရေးတွေရရှိခဲ့ပါတယ်။ဒါပေမဲ့အပွဲကမပြေးသေးပါဘူး။ ။အိုထွက်ဖို့မှာလာတူရလက်မျိုးလည်းဖြစ်နိုင်ပါသေးတယ်။ကျွန်တော်တို့ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။ဒါကအကောင်းဆုံးသောရလက်ပါပဲ။ဘာလို့လဲဆိုတော့ဒီလိုရလက်မျိုးဘယ်သူမှမမျောလင့်ထားလို့ပါပဲ။တော်ပေမဲ့လည်းဒီကနေ့ပွဲမှာပွဲစဉ်နှစ်ပွဲကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါလိမ့်ပရမာဘက်25မိနစ်မှာပွဲစဉ်တစ်ပွဲကိုသွင်းပြီးတော့လူထုတ်ခံရပြီးတဲ့နောက်ဒုတိယပွဲပါပရမာဘက်မိနစ်30မှာသူတို့ကိုသွင်းနိုင်ဖို့အခွင့်အရေးတွေရရှိခဲ့ပါလိမ့်သူတို့ကကိုသွင်းနိုင်ခဲ့ရင်ကွဲပြားခြားနာတဲ့ပွဲစဉ်တစ်ပွဲဖြစ်သွားမှာပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလိမ့် နောက်ကန်စားမဟာရီမကွေးရကလည်းဖိပါအောင်တင်းကိုဝေးခွင့်မှာသုံးကိုကိုမရှိနဲ့နိုင်ရပေမဲ့လည်းပွဲဟာမပြီးသေးကြောင်းတင်းမော်ရီကိုတပြေးစကားပြောဆိုသွားခဲ့သေးတာလည်းဖြစ်ပါလေ။စရောဒီနေ့ညောင်ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်35ပွဲကြို3တန်းချက်တွေကိုလည်းတင်ဆက်ပေးနေပါလေ။နံပါတ်1အက်စတိုမီလာဖူဟန်အက်စတိုမီလာတင်းကချောင်းနီဝင်ခွင့်အတွဲရုံးကန်နေရတဲ့အသင်းတွေထဲမှာနည်းနည်းလေးတော့အခြေအနေဆိုးနေပါလေ။အမှန်ရောခံလို့မရတဲ့အခြေအနေလည်းဖြစ်နေပါလေ။ ဖူအန်သိန်းကလည်းပွဲတန်းကိုအာယုံဆိုင်ကစားတတ်ပါလေ။ဒါပေမဲ့လည်းဗီလာကကပ်ပြီးတော့နိုင်သွားမယ်လို့ထင်ပါလေ။နံပါတ်1အေဖာတန်အေဝစ်အေဗရန်သိန်းကအမှတ်မလို့သလိုအေဝစ်ကလည်းတန်းစင်ပြီးပါပြီ။ဆိုတော့နှစ်သိန်းစလုံးဖီအာကင်းကနဲ့နိုင်ဝဲရောက်ဖို့အစွမ်းကုန်စားကြမှာတော့တေးကြပါပြီ။ထို့သဖြင့်အင်ရှင်သိန်းကဒီလိုအခြေအနေမျိုးမှာပွဲလာကြည့်တဲ့ပိတ်သက်တွေကိုကြည်ကြည်နက်နက်အေခန်ကစားသွားမှာလည်းပဲဖြစ်ပါလေ။ဆိုတော့အေဗရန်သိန်းပဲအနိုင်ရမယ်လို့ထင်ပါလေ။ Leicester City စောရတဲ့ ။ဒန်းစင်းသွားတဲ့အသင်းနှစ်သင်းဖြစ်ပြီးတော့လက်စတာစီးရီးသင်းကလည်းအခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်ခြေစွမ်းပိုင်းကတိုးတက်မှုကိုမြင်ရပါလိမ့်။ဇာတ်တန်ကလည်းဈာပေါ်မဆိုးပေမဲ့လည်းအရင်ကလေးကခံစစ်အရန်ညံ့တဲ့အသင်းလည်းပဲဖြစ်ပါလိမ့်။လက်စတာကွင်းမှာလက်စတာပဲနိုင်မယ်လို့မျှော်လင့်မိပါလိမ့်။အော်စနေဘုံမော်ဘုံမော်ကယူပါလိဒါမှမဟုတ်ယူပါကွန်ဖရင့်လီဝင်ခွင့်ရဖို့အတွက်ရုံးကန်ရအောင်မဲ့အသင်းတစ်သင်းလည်းပဲဖြစ်ပါလိမ့်။ခြားရွဲမှာတော့အာဆင်နယ်အသင်းကအမှတ်မလိုတော့ပါဘူး။ ဂျော်လီပွဲစဉ်ကိုပဲအထူးအာရုံစိုက်မှာဖြစ်ပြီးတော့ဒီပွဲစဉ်ဟာအရိယာဇာမားတွေအနာပေးထားတဲ့ပွဲစဉ်တစ်ပွဲလို့ဆိုရမှာပဲဖြစ်ပါလိမ့်။နောက်ပြီးတော့ကျွန်တော်အထင်ဂျမန်လေးအတွက်အရိယာဇာမားတွေကိုအနာပေးသွားမယ်လို့လည်းမျှော်လင့်ပါလိမ့်။ခြေစွမ်းကတော့အာဆင်နယ်အသင်းကဘိုးကောင်းလာမှန်ပြီမယ်လည်းပဲလက်ရှိအနေထားရတော့ဘုံမောက်ကိုပဲအကြိုက်တွေးမိပါလိမ့်။